င်ကမာသားဆိုတဲ့စကလုံးကြီးဟာပတ်ဝန်းကျင်ကြီးမှာအာဟိုအပြစ်မြင်စရာစကလုံးတစ်ခုလိုမျိုးမဟုတ်ဘဲနဲ့ဒါရိုးရိုးတန်တန်လူသားတယောက်အနေနဲ့ပဲတာမန်စကလုံးလေးတစ်ခုပါလားဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားစေချင်တာပါအဲလူတိုင်းတုံးလို့ရတဲ့စကလုံးလေးတစ်ခုတည်းတစ်ခုကိုမြန်မာပြည်မှာကြတော့မှ လင်းကောင်းမပေါ်ဘူးလို့အဲလင်းမယူဘဲနဲ့မွေးတာတို့အမျိုးစုံပုံစံမျိုးစုံနဲ့ဖြစ်ပြီးတော့မှ single mother ဆိုတဲ့စကားလုံးကိုနှိမ့်နေတာကြားတော့စိတ်မကောင်းလို့ပါအဲ့ဒီလိုတော့လေမလို့ဘူးတာလေးတွေလှုပ်ကြည့်တာပေါ့နော်ဒီလိုမျိုးကိုယ်လည်းတကူးတကားနဲ့ဖိတ်ထားတဲ့အာပွဲလေးဆိုတော့လေကိုကအတိမတ်ပြူပြီးတော့ဒီအတွက်လေးပါ အမကတော်ရုံတိုင်အောင်အင်ကြီးအစ်စ်တွေပါတယ်ချုပ်ပြီးတော့ပွဲတက်တာရှားပါတယ်ဒါမှဒီလိုမျိုးအတူတူတန်တန်တက်ပဲပွဲလေးကြတော့လဲဒီလိုလေးပဲပေါ့ဒါပေမဲ့အခုဟာဒီအခုဆိုလို့ရှိရင် Grammy တွေ Oscar တွေအခုလောလောဆယ်မှာ Golden Globe တွေဒီ Award Season ပြီးွားတော့အဲ့ဒီမှာရှိတဲ့ဟာလေးကိုနည်းနည်း inspire ယူပြီးတော့ပဲဒီလိုပဲချုပ်ထားလိုက်တာပါပြီးတော့လဲအာအမကနည်းနည်းအောက်ပိုင်းဘိုက်ကလေးကပူတော့လေဒီကောင်ဝင်လေးနဲ့ဆိုဘိုက်ပူတာလေးကနည်းနည်းလေးဖုံသွားတယ် အေးပေါ်တခါတူလေးလို့တော့ဖြူကြည့်ရတာပေါ့ငါရမဘာအိုမန်လည်းသိပါတယ်လုံးလို့ရမလားလုံးလုံးကြည့်ရခါတိတော့လဲစိတ်ရထပ်ပါပေါ့လေဖက်ရှင်ပေါ့လေပုံမှန်အားသောအများသောအပြင်ကတော့အာပုံမှန်ဆိုလို့ရှိရင်တော့ crocs ဟိုဟာဖက်နက်နဲ့အဲဘောင်းမီတို့နဲ့တီရှပ်အပွားနဲ့နေတာများပါတယ်ဒီလိုမျိုးလေးတစ်ခါတည်းလေးပြင်တဲ့အခါကျတော့လဲအော်နည်းနည်းလေးပေါ့ confident လေးနည်းနည်းလေးပြန်ပြီးတော့အခုဆိုလို့ရှိရင်လဲနည်းနည်းလေးအာအစားတောက်လေးအခုပြန်စင်ကျင်ပါညာဆိုတော့နည်းနည်းလေးလှတာပတာလေးပြန်လုံလိုက်တော့လဲ လို့ပါစိတ်ကလေးကလှကျင်တဲ့စိတ်လေးပြန်ဖြစ်သွားတာပေါ့လေ။ Oh single mother ဆိုအမတို့ခါလေးကြလို့ရှိရင်အမတို့ဒီအဟိုအင်္ဂလိပ်စကားကိုမြန်မာမှုပြုလိုက်တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်။တခါလေးကြတော့လေအမပတ်ဝန်းကျင်မှာတွေ့ရတဲ့ဟာလေးတွေအမြင်မတော်တဲ့ဟာလေးတွေပေါ့နော်။ဥမာ single mother ဆိုတာက အဲလင်္ကာမပေါ်ဘဲနဲ့မွေးရင်တော့စင်ကယ်ကနေပြီးမှမာသားဖြစ်သွားတယ်လူတို့ထင်ကြတာလေလက်မထက်ဖဲနဲ့မဟုတ်ပါဘူးအဲ့လိုမျိုးသဘောနဲ့ပြောတာမဟုတ်ဖဲနဲ့အာမိဘတူတယောက်တည်းရှိတော့မိသားစုကို single parent family single father single mother ဆိုပြီးတော့ပြောကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အတုံးလေးမမားစေချင်တာပေါ့နော်ပြီးတော့ဒီစကလုံးလေးတစ်ခုတည်းနဲ့အာပတ်ဝန်းကျင်မှာလည်းဟိုအချင်းချင်းအဲ့လိုမျိုးအမျိုးသမီးအချင်းချင်းနှိတ်ကွတဲ့နှိမ်နဲ့စကလုံးမျိုးတစ်ခုဖြစ်နေတယ်ဆိုတာဒါအတုံးမားနေတဲ့ဟာလေးကိုဒါပြောပြတာပါ single ာမသားဆိုတဲ့စကလုံးကြီးဟာပတ်ဝန်းကျင်ကြီးမှာအာဟိုအပြစ်မြင်စရာစကလုံးတစ်ခုလိုမျိုးမဟုတ်ဘဲနဲ့ဒါရိုးရိုးတန်တန်လူသားတယောက်အနေနဲ့ပဲတာမန်စကလုံးလေးတစ်ခုပါလားဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားစေချင်တာပါ။ဘာဖြစ်လို့ဆိုတော့ဒီစကလုံးမဟုတ်ဟိုဘယ်လိုပြောမလဲအာလူတိုင်းသုံးလို့ရတဲ့စကလုံးလေးတစ်ခုတည်းတစ်ခုကိုမြန်မာပြည်မှာကြတော့မှ လင်းကောင်းမပေါ်ဘူးတို့အဲလင်းမယူဘဲနဲ့မွေးတာတို့အမျိုးစုံပုံစံမျိုးစုံနဲ့ဖြစ်ပြီးတော့မှ single mother ဆိုတဲ့စကားလုံးကိုနှိမ့်နေတာကြားတော့စိတ်မကောင်းလို့ပါဒါပေမဲ့ဒါ single mother ဆိုတာကအဲယောက်ျားယောက်ျားယောက်ျားမရှိဘဲနဲ့ပဲမွေးမွေးစင်ကန်ကနေမသားပဲဖြစ်ဖြစ်အဲစင်ဟိုအိမ်အောင်ကြပြီးမှယောက်ျားသေးသွားတာပဲဖြစ်ဖြစ်အိမ်အောင်ကြပြီးမှယောက်ျား क्वे သွားတာပဲဖြစ်ဖြစ်ဘလို့နီးနဲ့ပဲကလေးမွေးမွေးဘေးနားမှာ ယောက်ျားမရှိဘဲနဲ့မိန်းမတစ်ယောက်တည်းဆိုရင် single mother family ပါအဖေတွေလည်းအဲ့လိုပါပဲမိန်းမမရှိဘဲနဲ့ယောက်ျားတစ်ယောက်တည်းဒီကလေးတွေကိုပြုစုပျိုးထောင်ရတယ်ဆိုရင် single father family လို့ပြောလို့ရပါတယ်အဲ့တော့အာဒါဟာရိုးရိုးသားသားစကလုံးလေးတစ်ခုပါလေနော်အနိုင်ငံသားမှဆိုဘုံမလင်းလင်းပြောလို့ရှိရင်ဒါအလုရှောက်အလုရှောက်မယ်ဆိုလို့ရှိရင်ဒီဒီအလုရှောက်တဲ့လူဒီသူကသူ single mother ပဲဖြစ်ဖြစ်ယောက်ျားရှိလားမိန်းမရှိလား single mother လားယောက်ျားမရှိဘူးလားအပြိုကြီးလား gay လား straight လားအ LGBT လား ဘာမှမေးပိုင်ခွင့်မရှိဘဲနဲ့ဒါလူကိုလူတယောက်အနေနဲ့လက်ခံလို့ရတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးပဲအဲလူကိုလူတယောက်လူမျိုးပုံစံမျိုးလေးတွေပဲလက်ခံစီကျင်တာပါအကြီးကြီးတွေအရေးကြီးတွေချက်ကားပြီးတော့တွေးစီကျင်တာပါဒါကတော့လေအမားတို့မမားတို့နိုင်ငံတွေကအဲ developing country လို့ခေါ်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေဆိုတော့သူသူတို့ဟိုပတ်ဝန်းကျင်ကအများကြီးကလက်မခံတဲ့ဟာတွေရှိတဲ့အခါမှာကိုရီးယားဒီပတ်ဝန်းကျင်ကိုအရန်ကြီး တွန်းတွန်းလှန်ပြီးတော့တွန်းလှန်ပြီးတော့အရန်ကြီးဟိုဘယ်လိုပြောမလဲအဲတော့ပြောလို့မရအောင်လေနော်ဟိုပြောရမယ်ဆိုရင်ဒီမှာကြတော့လည်းဘယ်လိုတွေးလဲဆိုတော့အိမ်အောင်တဲ့ကလေးရှိလို့ရှိရင်ဒါအလုံးမှာအလုံးချိန်နေခိုင်းညင်နိုင်ခိုင်းလို့မရအောင်လုံးချနိုင်လုံးလို့မရအောင်ဒီလိုမျိုးအမျိုးဆုံးရှိတာပေါ့လေ ဒါတွေကလိုမယ်ဆိုရင်တော့အများကြီးပါအဲ့ဒါကတော့ ILO ပဲလုပ်ပါစီညီမရေအမတော့မလုပ်တော့ပါဘူးเนาะအခုလက်ရှိ3ပေးစင်တာကတော့လေရာသီဥတုလေးတွေပူလာပြီရာသီဥတုပူလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းများများလေးတောက်ပေးပါရင်းများများတောက်ပေးပါပြီးတဲ့အခါကျဓာစာလေးလိုအပ်လိုအပ်သလိုတောက်ပေးပါရာသီဥတုရာသီဥတုအရန်ပြင်းပါတယ်ဟိုပြီးတော့ရေတောက်ဖို့မမေ့ပါနဲ့ကျွန်မယုံကြည်စိုက်ပါကျေးဇူးပါ